အားလုံးပဲမင်္ဂလာပါဗျာဆိုင်းနဲ့တဲ့ဒါလာမှာပြန်လဲကြိုးတူလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ်ယုံတမ်းမျိုးတို့ဖိုင်လဲတော့တီအန်လေးအဖွဲ့တွေဒီပေါ်မျိုးကဗန်တွေကိုဘယ်လိုမျိုးဖောက်ထွင်းခိုးယူခဲ့သလဲဆိုတော့ကိုရိုက်ပြလာတဲ့ဘာသာမောင်ကျော်မျိုးမင်းရဲ့ယုံတမ်းဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒါမှမောင်ကျော်မမင်းကအဲ့ဒီ channel နဲ့ပတ်သက်ပြီးဘာတွေဘယ်လိုရိုက်ပြထားပြီးတော့ဘာတွေဘယ်လိုပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တော်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းဆိုင်းနဲ့တဲ့ထားလာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ အားလုံးမင်္ဂလာပါဗျာကျွန်တော်လက်ရှိရောက်နေတာကတီဘောမြို့မှာရှိတဲ့ကမ္ဘောဇာဘန်မှာကမ္ဘောဇာဘန်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဝင်ရောက်ယာယီကူလာဖြစ်ပါတယ်ဒီဘန်ထဲမှာကျွန်တော်တို့ဒါကကျွန်တော်နောက်ကြောင်းမှာကဒါ ADN ဆက်ပါ ADN ဆက်မှာဆိုရင်ဒီ TNL အပေါင်းပါဖွဲ့တွေက ADN ဆက်ကိုဖြည့်ဆည်းပြီးတော့ဒီတရငွေသားတွေထုတ်သွားပါတယ် ADN ဆက်ကိုသူတို့ဖြည့်ဆည်းတယ်ဖြည့်ဆည်းပြီးတော့ငွေသားကိုထုတ်တယ်အလားတူပါပဲဒီဘန်ဆိုတော့ခင်ဗျားတို့အားလုံးသိရတဲ့အတိုင်းပဲကွန်ပျူတာနဲ့အလုပ်လုပ်ရတာကွန်ပျူတာနဲ့အလုပ်လုပ်ရတာဒီမှာရှိတဲ့ကျွန်တော်ကွန်ပျူတာတွေလောမှမရှိတော့ဘူးကွန်ပျူတာတွေဆိုလည်းခင်ဗျားတို့မြင်နေတိုင်းပဲဒီမှာကွန်ပျူတာနဲ့ပတ်သက်တဲ့နေရာကျွန်တော်ဘာတလုံးမှမရှိတော့ဘူးဒါကွန်ပျူတာနဲ့ပတ်သက်တဲ့ဒါကျွန်တော်တို့ဒီ internet ကြိုး ်ကေဘယ်ကြိုးဆက်အင်တာနက်ကြိုးချိတ်တဲ့နေရာကွန်ပျူတာထိုင်းနေရာကွန်ပျူတာနဲ့ပတ်သက်တဲ့အရာလေတလုံးမှမရှိတော့ဘူးပြီးရင်ကျွန်တော်ဒီဘက်အချောင်းကိုဆက်ပြီးတော့ရိုက်ပါမယ်ကြဒါတော့ကျွန်တော်တို့ကမ္ဘောဒါပိုင်ရဲ့ငွေသွင်းငွေထုတ်ဝန်ဆောင်ပေးတဲ့နေရာပါဒီမှာရှိတဲ့ကျွန်တော်တို့ဒီမှာအသုံးပြုတဲ့ကွန်ပျူတာတွေဆိုလည်းကျွန်တော်တို့ဘာတစ်ခုမှမရှိပါဘူးဒီဘေးနားမှာရှိတာကငွေတိုက်ပါအဲ့တော့ဒါကကျွန်တော်ငွေတိုက်ဖြစ်ပါတယ်ရတဲ့ပတ်စံတွေငွေသွင်းငွေထုတ်လုပ်တဲ့ပတ်စံတွေကိုဒီငွေတိုက်ထဲမှာထားပါတယ်ဒီဘန်ဒီဘန်ဒီအားလုံးကငွေတိုက်ဆိုတာကြောင့်အလုံးစုံဆုံးနေရပါအထူးဆိုလည်းခင်ဗျာဒီမှာဆိုရင်ကျွန်တော်တို့အထူးကတပေးကြော်တယ်ဗျဒီသူ့ရဲ့အထူးကတောင်းတောင်းကျွန်တော်လက်နဲ့ချင်းနဲ့ထိကြတော့မှဒီလိုအဆောက်အဦတွေက ပြည့်စုံဖို့ခဲပါတယ်အဲ့တော့ဒီပလောင်လက်နက်ကိုင်ခွဲတွေကဒီတီဘောမျိုးကိုသူတို့ထိ ंछ ုပ်ပြနေနောက်ပိုင်းမှာဒီမှာရှိတဲ့ငွေတွေရဖို့အတွက်သူတို့ရတဲ့နေကိုကြံပါတယ်ငွေတိုက်ရဲ့သဘောကဒါငွေတိုက်ရဲ့ဝင်နဲ့ဝင်ပေါက်ပါဒီမှာတော့ကျွန်တော်တို့သူရဲ့ဒီ keyword တွေရှိပါလိမ့်မယ်သူကဒီကနေပြီးတော့ဒီဒီအပေါက်ဒီအပေါက်ကကျွန်တော်တို့ဒီဘောက်ကိုသူဖွင့်လို့မရဘူးဒီမှာရှိတဲ့ကျွန်တော်တို့နံပါတ်တွေသူမသိရတဲ့ခါကျွန်တော်သူဖွင့်လို့မရဘူးဖွင့်လို့မရတဲ့ခါကျတော့ဖွင့်လို့ရတဲ့နေရာသူတို့မိုင်းခွဲဖြတ်စီပြီးတော့ဖွင့်ဖွင့် ဲ့ဒီမှာမဖွင့်ဘူးဆိုတော့ဖွင့်လို့မရဘူးအဲ့တော့မိုင်းခွဲဖြက်စီးပြီးတော့ဒီငွေတိုက်ကိုသူဖောက်ခွဲပြီးဖွင့်မယ်ဆိုရင်တော့အထက်မှာရှိရဲ့ငွေကြီးတွေကဖြက်စီးဖို့များပါတယ်အဲ့တော့သူတို့ကအဲ့ဒါကြောင့်မလို့ဒီငွေတိုက်ကိုသူတို့ဖောက်နိုင်ဖို့အတွက်မိုင်းခွဲဖြက်စီးပြီးတော့လည်းသူတို့မဖောက်ဘူးနောက်တဲ့တနည်းရှိပါတယ်ဒါတော့ဒီငွေတိုက်ကိုသူတို့လွန်နဲ့လွန်နဲ့ဖောက်တာပါဒါသူတို့ဒီမှာငွေတိုက်ကိုသူလွန်နဲ့ဖောက်ထားတဲ့နေရာပါဒီမှာရှိတဲ့ဒါသူတို့ဒီမှာလူတကူသာဝင်မယ်ဝင်ပြီးတော့ဒီမှာရှိတဲ့ငွေကြီးကိုယူမယ်ဒါကျွန်တော်တို့ငွေကြီးထားတဲ့ငွေတိုက်ပါအဲ့တော့ဒီမှာလည်းကျွန်တော်တို့ထားတဲ့လက်ဆက်လက်နက်တွေပြတ်သွားပြီပေါ့ဗျာဘာမှမရှိတော့ဘူး ဒီထဲမှာရှိတဲ့ငွေကြီးတွေအကုန်ပေါ့ဗျာအဲ့တော့ပလောင်လက်နက်ကင်ခွဲတဲ့ဇိုင်းတာပါဒါသူတို့ဇိုင်းတာဒါကိုပြချင်းအပြည့်သူတို့ဇိုင်းတာကိုသိနိုင်ပါလေဒီမှာငွေတိုင်းမှာဆိုရင်ငွေတိုင်းကိုကျွန်တော်တိဆောက်ဒီဒီအဆောက်ဖို့တိဆောက်တဲ့ခါမှာလေတကယ်ကိုကြက်ကန်ခိုင်ခိုင်မအောင်များစွာနဲ့တိဆောက်တာဖြစ်တယ်ဒီမှာအသုံးပြုတဲ့တန်းတွေကလည်းဒီမှာကင်မရာတို့မြင်တဲ့တိုင်းပါပဲမြင်တဲ့တိုင်းပါပဲအဲ့တော့ပလောင်လက်နက်ကင်အဖွဲ့တွေရဲ့ရုံမှမှုပါငွေတိုင်းကိုဖောက်သွားတယ်အဝင်ဝါးနေသူတို့ဖောက်လို့မရတော့ဘေးကနေပြောဒါကျွန်တော်ဂန်းနဲ့တိကျကျွန်တော်ဂန်းနဲ့ဖောက်မယ်ဒီမှာဂန်းရတယ်တွေ့ပါလေဂန်းနဲ့ဖောက်မယ်ပြီးရင်ကျွန်တော်တို့ ဒီတန်ဖြတ်တဲ့စက်တင်နဲ့ဖြတ်မယ်ဖြတ်ပြီးတော့မှလူတကူစားတို့လူတကူစားဝင်မယ်ဝင်ပြီးတော့တို့ဟိုဖြစ်လာဖြစ်ပါတယ်ဒါတော့ကျွန်တော်ငွေတိုက်တဲ့ကိုခက်ခက်ဆင်းနေကျွန်တော်ဝင်လာတာဖြစ်ပါတယ်ကျွန်တော်ခန္ဓာကိုယ်ကသေးတော့ငွေတိုက်ကိုငွေတိုက်ထဲကိုကျွန်တော်တို့ဖောက်ထားတဲ့အပေါက်တွေအလွယ်တကူဝင်လို့ရပါတယ်ဓမ္မမိကန်မိကန်ပါအာမိကန်မိကန်တက်တာပေါ့ဗျာဒီထဲမှာကျွန်တော်တို့ဒါတန်ဖိုးရှိတဲ့အရာတွေငွေတန်ဖိုးရှိတဲ့ကျွန်တော်ကြောက်တံပြားများတွေထားမယ်ဒေါ်လာတွေထားမယ်ပြီးကျွန်တော်နိုင်ငံခြားငွေတွေထားမယ်အဲ့ဒီမိကန်တက်တာကြီးကိုလည်းခင်ဗျားမခက်ခက်ဆင်းဆင်းပဲတကယ်ကျွန်တော်တို့ဒီဖြတ်တဲ့စက်တင်နဲ့ပဲကျွန်တော်ဖောက်ခွဲပြီးတော့ဖြတ်လိုက်တာဖြစ်တယ်ကျွန်တော်တို့ကအခုမဲ့တွေ့ရတယ်ဒါမိကန်ဒါမိကန်တက်တာကြီး ဒီထဲမှာဒီထဲမှာရှိတဲ့တန်ဖိုးရှိတဲ့အရာတွေဘာမှမရှိတော့ဘူးသူဒါကြီးကိုပြကျွန်တော်တို့ဒီမိကန်တက်လိုက်ကိုတဲထုတ်အပြင်ကိုတဲထုတ်လို့လည်းမလွယ်ဘူးမလွယ်တဲ့အခါကျတော့သူတို့ဖောက်တယ်အဲသူတို့မှဒီရောက်ဖောက်ဒီရောက်ဖျက်ဖို့အတွက်လူတွေမှာအတယောက်တယောက်ဝင်လာမယ်ဝင်ပြီးဒီမှာဖောက်မယ်ဖောက်ပြီးတော့တရားပြစီယူမယ်ဒီထဲမှာတော့ကျွန်တော်တို့ဟိုငွေချင်းနဲ့ပတ်သက်တာဘာမှမရှိဘူးမိကန်ဒါမိကန်တက်တာမှရှိတဲ့အဆအနာတွေပေါ့ဗျာအဲ့တော့ဒီထဲမှာဆိုရင်လည်းပဲကျွန်တော်တို့ဒီဘက်ကအရှိ့ကိုကျွန်တော်ဆက်မတိုးရဘူးဆိုတော့မိုင်းနေခင်းလာမှာဆိုလို့မိုင်းခင်းလာရင်ကျွန်တော်ဘာတကာလေးပြောက်သွားနိုင်တယ်အဲ့တော့ကျွန်တော်ကလည်းဝင်လို့ရတဲ့နေရာတော့ပဲ ဝင်ပြီးတော့ရိုက်တာဖြစ်တယ်။ဟိုဘက်ထမ်းမှာတော့အဲ့ဒီလိုပဲဒီလိုမိခက်တက်တာတွေကိုလည်းဟိုဘက်ထမ်းမှာဖောက်ထားတယ်။ထုံနည်းတူပဲ။ကျွန်တော်ကဒီတက်ကိုဒီတက်တခန်းလုံးကမှောက်နေတာကျွန်တော်ကဝင်သွားမယ်ဆိုမိုင်းနေမင်းကျွန်တော်ကတခါတက်တော့သွားမှာဆိုလို့ကျွန်တော်မဝင်တာ။ဒီတက်မှာတော့ဒီတက်ဝင်တာတော့တော်တော်ခက်ခဲစဉ်ဝင်လာရတယ်ဗျာ။ဒါအားလုံးကိုကျွန်တော်ပြသချင်လို့ဒါမိခက်တက်တာကိုဖောက်ထားတာအလားတူပါပဲကျွန်တော်ရဲ့ဘေးရှင်းမှာဒီလိုမျိုးမိခက်တက်တာတွေရှိတယ်။အဲ့ဒီမိခက်တက်တာကိုလည်းဖောက်သွားတယ်။အားလုံးကျေးဇူးတင်ပါတယ်။ဒါတော့ဒီပလောက်လက်မကင်အဖွဲ့တွေဖောက်ထားတဲ့ငွေတိုက်ခန်းနဲ့ကျွန်တော်ရောက်နေ။ခုနကတော့ကျွန်တော်ငွေတိုက်ခန်းရဲ့အခြေအနေကိုကျွန်တော်ရိုက်ကူးတင်ပြပြပါပြီ။ကျွန်တော်ငွေတိုက်ခန်းနဲ့ပြထောက်မှဖြစ်ပါတယ်။ဒီမှာဒီမှာလူတကူစား။ဟိုတော့ခက်ခဲစေပဲအားလုံးမြင်နေနိုင်မယ်။ မာဒီလိုဝင်ပြီးတော့ထွက်ရတယ်ဗျတော်တော်ခက်ခက်စပဲအထဲမှာတော့တမိုးရှက်ရပါမှရှိတော့ဘူးကျွန်တော်ဒီကမ္ဘောဇာပိုင်အဆောက်အပေါ်တက်ကိုကျွန်တော်လိုက်ပြီးကြည့်မှာဖြစ်ပါတယ်ဒါတော့ကျွန်တော်ကမ္ဘောဇာပိုင်ရဲ့ပထမတက်ပါပထမတက်မှာဆိုလဲထုံနည်းတူပါပဲအသုံးပြုလို့ရတဲ့ကွန်ပျူတာတွေဘာတလုံးမှမရှိတော့ဘူးသုံးလို့ရတဲ့ PC ဘာမှမရှိတော့ဘူးကျွန်တော်မြင်တဲ့အတိုင်းအားလုံးဖြုတ်ခွာရတယ်။ဒီမှာကြည့်လိုက်ဒီမှာ server side နဲ့အစားတစ်ခုပြီးတစ်ခုဆွဲထုတ်ပြီးတော့တန်မိုးရှိတဲ့အရာဘာပါမလဲဆိုပြီးတော့ခင်ဗျာရှာဖွေပြီးတော့ယူဆောင်သွားတာ။ဒီမှာအန်ဆွဲတွေအန်ဆွဲတွေဒီမှာသူတို့ သူတို့အဆွဲတွေဖွင့်နေဖွင့်ပြီးတော့ဒီမှာဘာတန်ဖို့ရှိရဘာကြံမလဲပေါ့ဗျာဒီမှာကျွန်တော်စာရွက်စာတန်းဆိုအကုန်လုံးပေါ့ပလဲကြမ်းနေရပဲဒါကျွန်တော်တို့ကမ္ဘောဇာပိုင်ရဲ့ပထမတက်ကျွန်တော်နောက်တစ်ထပ်တက်လိုက်မှာဗျာဒီမှာကျွန်တော်စောက်တာ၃လောက်စောက်ထားတော့ဒါတော့ကမ္ဘောဇာဘန်ထဲမှာရှိတဲ့ဒါရုံးလုပ်ငန်းတုံးတဲ့ဒါအခန်းမှာဒီမှာဆိုလဲအကြမ်းဖက်အုပ်စုတွေကဒီမှာတခုချင်းဗျာမစာရွက်စာတခုချင်းခင်ဗျာရှာဖွေပြီးတော့ပတ်စံတွေတန်ဖို့ရှိဘာရှာမလဲပေါ့ဘာရှိမလဲပေါ့ဗျာအဲ့လိုပုံစံနဲ့ရှာဖွေထားတာဒီမှာဒါသူတို့လောက်ထားတဲ့ပေါ့ပလဲကြမ်းနေရပဲဒါဆိုရင်ဒီလိုအရာစီကကျွန်တော်တို့ဒီငွေကြေးထည့်တဲ့ဟာတွေပါ ငွေကြေးငွေပတ်စံထည့်တဲ့တက်တာတွေပါအဲဒီပတ်စံထည့်တဲ့တက်တာတွေဆိုလဲသူအကုန်လုံးဒီထဲမှာရှိတဲ့ပတ်စံတွေအကုန်လုံးယူသွားတယ်သူပတ်စံထည့်တဲ့ထည့်တဲ့ဟာတွေပါခဏလို့မြင်နေတိုင်းပဲဒီလက်နက်ကင်ဖွဲ့ရဲ့ဇာယိတအကျင့်ဇာယိတဒါတော့ဒါတော့ကျွန်တော်တို့ဒုတိယတက်ပေါ့ဒုတိယတက်တတိယတော့ပေါ့ဒီမှာဆိုလဲဒီပလောင်လက်နက်ကင်ဖွဲ့တွေနေသွားတဲ့အမျိုးသမီးတွေနေသွားတဲ့ဒီထမိန်တွေအမျိုးသမီးအုံနဲ့အုံဆောင်တွေပေါ့သူတို့ဒီပေါ်မှာသူတို့စကန်းချခဲ့တယ်ဒီမှာသူတို့နေထိုင်ခဲ့တယ်ဒါသူတို့ရဲ့ဒီမှာဝယ်စားတယ်အမျိုးသမီးဝယ်စားတယ်မကင်ကြတော့ဗျာနော်ကျွန်တော်ဒီကမ္ဘောဇာဘဏ်အဆောက်အဦနဲ့ပတ်သက်တဲ့ဒီအလွှာတန်းကိုကျွန်တော်လိုက်ပြီးတက်ကြည့်ပြပါပြီ ဒီကမောစာဘန်အဆောင်နဲ့ပတ်သက်ရင်တော့ကျွန်တော်အဆောင်ကတော့အကောင်းတိုင်းရှိတယ်ဒီဘန်လုပ်ငန်းတုံးတဲ့ကွန်ပျူတာတွေဘာတလုံးမှမရှိတော့ဘူးပြီးရင်ကျွန်တော်တို့ဘန်ထဲမှာရှိတဲ့ငွေတိုက်ခန်းငွေတိုက်ခန်းကိုလည်းအချမ်းအုပ်စုတွေဖောက်ထွင်းပြီးတော့ယူဆောင်သွားတယ်။ငွေတိုက်ခန်းထဲမှာရှိတဲ့ကျွန်တော်မိကန်တက်တာမိကန်တက်တာလည်းယူဆောင်သွားတယ်။ပြီးရင်ကျွန်တော်တို့ဒီမှာအသုံးပြုတဲ့ဝါယာကြိုးတွေအချင်းတိုင်းကြိုးကြီးတွေဆိုရင်သူတို့ကတ်တာနဲ့ဖြတ်ပြီးတော့ယူသွားတယ်။တချို့တချို့ကြိုးကြီးတွေပြတ်တောက်နေအများကြီးပဲတွေ့ရတယ်။အဲ့တော့ဒီဒါတော့ကျွန်တော်ကမ္ဘောဇာဘန်မြေခွေးနဲ့ပတ်သက်ပြီးတင်ပြပေးတာဖြစ်ပါတယ်။ကျွန်တော်အခြားသောဘန်တွေလည်းကျွန်တော်တို့ရိုက်ကူးရိုက်ကူးပြပါမယ်။အားလုံးမင်္ဂလာပါဗျာကျွန်တော်ကျော်စိုးပါ။လက်ရှိကြောင်းနေတာကတီပေါ်မြို့မှာရှိတဲ့ AR ဘန် ်ရာရီဘန်ရဲ့ကျွန်တော်အေးရတယ်ပါဒီတီဘောမြို့မှာကပေါ်တူဂါဘန်၄ဘန်ရှိပါတယ်ကျွန်တော်ခုနကတော့ကမ္ဘောဇားဘန်ရိုက်ပြီးသွားပြီဒါတော့ကျွန်တော်အေးရီဘန်ပါလက်ရှိကျွန်တော်မတည့်ရတဲ့နေရာကဒီနေရာကရင်းခင်းကမီးဆက်ထားတဲ့နေရာပါမီးဆက်ကိုလည်းအကြမ်းဖက်အုပ်စုတွေကအတည့်နဲ့လေးအုပ်စုတွေကမီးဆက်ကိုလည်းယူဆောင်ထားတယ်ဒီရှေ့ကတော့ကျွန်တော်ရေဆက်ပါရေဆက်ကိုလည်းယူသွားပါတယ်ဒါကျွန်တော်မီးဆက်နေရာပါမီးဆက်ကိုတဲတယ်ရေဆက်ကိုတဲတယ်ပြန်ကျွန်တော်တို့ဒီအစာအုပ်ထဲမှာဆိုလဲခုနကကျွန်တော်တို့တွေ့ရတာကဒီရုံးသုံးကွန်ပျူတာတွေလည်းယူသွားတယ်ပြန်ကျွန်တော်တို့ရောင်းစားလို့ရတဲ့ဟာမှန်သမျှလေးအမှန်သမျှအကုန်ယူသွားတယ်ဗျာပြီးလည်းပဲကျွန်တော်တို့ဒီဘန်တွေမှာအများအားရှိတဲ့ဒီငွေတိုက်ပေါ့ငွေတိုက်ကိုလည်းသူတို့ဖောက်သွားတယ် အဲ့ဒီအရာကျွန်တော်ဆက်ပြီးရိုက်ကြပေးမှာဖြစ်ပါတယ်ဒါတော့ကျွန်တော် ARD ban အဆောက်အဆောက်အဦးအကြောင်းနေရာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ like ကြည့်လိုက်တဲ့အခါမှာဒီ ban ထဲမှာဆိုရင်ရုံးလုပ်ငန်းတုံးတဲ့ကွန်ပျူတာတွေရုံးလုပ်ငန်းတုံးတဲ့အရာပစ္စည်းတွေပေါ့ဗျာကွန်ပျူတာနဲ့ဆက်စပ်တဲ့ပစ္စည်းတွေရုံးလုပ်ငန်းတုံး ban လုပ်ငန်းတုံးပစ္စည်းတွေဘာတစ်ခုမှမရှိတော့ပါဘူးအကုန်လုံးကိုဖြုတ်သွားတယ်ကျွန်တော်ဒီ ban ထဲမှာရှိတာကဒါကငွေတိုက်ခန်းပါအဲ့တော့ငွေတိုက်ခန်းကိုလည်းဒီ PNL အဖွဲ့တွေကငွေတိုက်ခန်းကိုလည်းကျွန်တော်ဖောက်ပြီးဖောက်ပြီးတော့ကျွန်တော်တို့အထက်မှရှိတဲ့ကျွန်တော်ငွေသားတွေပေါ့ဗျာစားသပြတန်ဖိုးရှိတဲ့အရာတွေတို့ယူသွားတယ်အဲ့တော့ငွေတိုက်ခန်းကိုကျွန်တော်လိုက်ကြည့်မှာဖြစ်ပါတယ်ဒါတော့ကျွန်တော် ARB ban ထဲမှာရှိတဲ့ငွေတိုက်ခန်းပါ ငွေတန်ခန်းဆိုတာကျွန်တော်တို့ဘန်တကူရဲ့အလုံယုံဆုံးနေရာပါအဲ့တော့ဒီပလောင်ဖွဲတွေကဒီငွေတန်ခန်းကိုဖောက်ဖို့အတွက်သူပင်မတကားကိုအရင်ဖြတ်ခဲ့တာမဟုတ်ပါဘူးဒီငွေတန်ခန်းမှာလည်းတို့ကျွန်တော်တို့အေးဒီကမ္ဘောဇာပေါ်မှာတွေ့ခဲ့သလိုပါပဲငွေတန်ခန်းဘေးကနေပြီးတော့တို့ဒါဂန်းနေနဲ့ဂန်းနေနဲ့တို့ဒီကနေပြီးတော့ဖောက်တယ်ဂန်းနေနဲ့ဖောက်တယ်ဖောက်ပြီးတော့ကျွန်တော်တို့ဒီမှာဒီတန်တွေကိုဖြတ်မယ်ဖြတ်ပြီးတော့ကျွန်တော်ဝင်မယ်ဒါကျွန်တော်တို့ဒါငွေတွေထားတဲ့နေရာပါဝင်ပြီးတော့မှသူကဒီအခန်းထဲကိုဝင်ဖို့အတွင်းထဲကနေပြီးတော့ဒီတကား main တကားကိုသူပြန်ဖြတ်တယ်ဆိုတဲ့ဘောပါဒါသူတို့စပြီးတော့ငွေဖောက်တဲ့နေရာပါ။ဒီကနေလူဝင်မယ်ဝင်ပြီးတော့ကျွန်တော်တို့ပင်မတကားကိုဖောက်တယ်ဖောက်တဲ့နေရာပါ။ဒါကကျွန်တော်တို့ဒီကောင်းနေငွေခိုးဖို့ လူရောက်ယူဆောင်မှုအတွက်ပေါက်ထားတဲ့အစားအုပ်ပါအဲ့တော့ဒါတော့ကျွန်တော်တို့ဒါငွေတိုက်ခိုင်းရတဲ့ပြင်မနေရပါဒါကျွန်တော်တို့အဲဒါကျွန်တော်တို့ဒါဒါအစားအုပ်လည်းကျွန်တော်ရောက်သွားပြီဒါငွေတိုက်ငွေတွေထည့်တဲ့အစားအုပ်ဒါတော့ငွေတွေထားရနေရပါဗျာကျွန်တော်တို့ကျွန်တော်ဘာမှတော့မရှိတော့ဘူးအကုန်လုံးတော့တည်သွားပြီပြီးတော့တို့ခုနကဘေးကနေပြီးတော့အပေါက်ကနေဖောက်တယ်ဖောက်ပြီးတော့တို့ဝင်တယ်ဝင်ပြီးတော့ဒီမှာရှိတဲ့တကားတွေကိုအဆင့်ဆင့်တို့ထပ်ထပ်ဖြတ်တယ်ထပ်ဖြတ်ပြီးတော့ငွေတွေတို့ဒီကနေတည်ထုတ်တယ်ဆိုတဲ့သဘောပါအဲ့တော့ဒါတော့ပလောင်နေတဲ့ဇာတိတာနဲ့ပလောင်နေတဲ့ဇေယိုက်လက္ခဏာတွေကဒီလောက်ရကိုကျင်ကျွန်တော်တို့မြင်ရမှာတွေ့ရမှာသိရမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ တရားဥပဒေပိုင်ရဲ့အစအုပ်အတွင်းကိုကျွန်တော်တွားပြီးတော့လေ့လာရပါပြီ။တွားလေ့လာလေ့လာတဲ့ခါမှာမူလဘန်တွေဘန်လိုမျိုးပဲသူတို့အဲမှာရှိတဲ့ဘန်ထဲမှာရှိတဲ့ဘန်လုပ်ငန်းသုံးတဲ့ကျွန်တော်တို့ကွန်ပျူတာတွေရုံးလုပ်ငန်းသုံးတဲ့ပစ္စည်းတွေအားလုံးကိုဒီပလောင်လက်နက်ကိုင်ဖွဲ့အကုန်ယူဆောင်သွားတယ်။ပြီးတော့ကျွန်တော်တို့ရခိုင်ဘန်တွေတိုင်းမှာပဲသူတို့ငွေတိုက်ကိုငွေတိုက်ကိုဖောက်ဖို့တွေမိန်းတကားမိန်းတကားကိုကျွန်တော်ဘလို့ဖြစ်ဖြစ်ဖြတ်လုံးမိန်းတကားကိုသူတို့ကဒုတိယအဆင့်နဲ့ဖြတ်တာ။သူကဘလို့မှဖွင့်မရတာဖွင့်နိုင်ဖွင့်လို့ရတာနှစ်နည်းပဲရှိတယ်။မိုင်းကပ်ပြီးတော့ကျွန်တော်တို့ဖောက်ခွဲမလား။မိုင်းပေါက်မိုင်းနဲ့ကျွန်တော်တို့ဒီတကားကိုဖြတ်ပြီးတော့ဖြတ်စည်းမယ်ဆိုရင်ပေါ့ဗျာအထက်မှာရှိတဲ့ငွေသားတွေကတော့ မိလောင်ပြည့်စီနိုင်တယ်အဲ့တော့သူကလေငွေသားတွေကိုသူကအကောင့်တိုင်းလိုချင်တဲ့အခါကျတော့ဘေးကနေပြကျတော့ဂန်းနဲ့ဂန်းနဲ့ပေါက်တယ်ပြင်ကျတော့တန်တွေကိုဖြတ်တယ်ဖြတ်ပြီးလူတစ်ခုစားဝင်တယ်ဝင်ပြီးတော့မှဒုတိယအဆင့်နေလဲကျတော့ပင်မတကောက်ဖြတ်တယ်ဖြတ်တော့မှငွေတွေတဲထုတ်တယ်ပေါ့အဲ့တော့ဒါကိုကြည့်ကြပြင်ကျတော့ပလောင်လက်နက်ကင်အဖွဲ့ရဲ့ဇာဟိဒအချင်းလုံမှုကင်မှုတွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပါဗျာကျွန်တော်ထပ်ပြီးရောက်တာကဒီဘောမြို့မှာရှိတဲ့ရှေ့ဆောင်ပန်းပါအဲ့တော့ရှေ့ဆောင်ပန်းလဲရခင်ပန်းနေဘန်များနီးတူပါပဲကွန်တာတွေအားလုံးကိုလက်နက်ကင်အဖွဲ့ရဲ့ယူသွားတယ်ပြီးသွားရင် ်ငွေတိုက်ကိုလည်းရခိုင်ပိုင်းတို့လည်းဖောက်တယ်ဒီမှာကျွန်တော်တို့ဒါဒါဘန်လုံငန်းတုံးတဲ့ကျွန်တော်ကွန်ပျူတာတွေဘာတစ်ခုမှမရှိတော့ဘူးဒါကျွန်တော်ဘာတစ်ခုမှမရှိတော့ဘူးအဲ့တော့ငွေတိုက်ကိုလည်းတို့မရရအောင်ဖောက်သွားတယ်ကျွန်တော်ငွေတိုက်ကိုလိုက်ပြီးတော့ပြအောင်ဖြစ်ပါတယ်ဒါကကျွန်တော်တို့ငွေတိုက်ခန်းထားတဲ့နေရာပါအဲဒီမှာဒါကျွန်တော်ငွေတိုက်ခန်းထားတဲ့ဒါအဆောက်အဦဖြစ်ပါတယ်အဲဒီမှာကဒါကငွေတိုက်ခန်းပါဒါကငွေတိုက်ခန်းပါအဲ့တော့အရင်ရခိုင်ဘန်တွေလိုပဲရှေ့ဆောင်ဘန်ကိုလည်းရခိုင်ဘန်တွေလိုပဲဒီမှာတို့ဒီကနေပြီးတော့ကျွန်တော်တို့ဂန်းနေလည်းဖောက်တယ် ဒီကနေပြီးတော့လူဝင်တယ်လူဝင်ပြီးတော့ဒီကနေပြီးတော့ပတ်စံတွေတက်ထုတ်တယ်အဲဒီထဲမှာတော့ကျွန်တော်ဒီထဲမှာလည်းကျွန်တော်အခြားဒီထိုးရှစ်ဘန်နေနေလို့ပါပဲဒီထဲမှာရှိပတ်စံထားတဲ့ပုံတွေဆိုလည်းကျွန်တော် popular channel တရားပဲပြခင်ဗျာဒီမှာဘာမှကြံမှာမဟုတ်တော့ဘူးဘာမှမကြံမှာမဟုတ်တော့ဘူးဒါမှမဟုတ်ဒါတို့တို့တို့ငွေငွေဝင်ခိုးတဲ့အပေါက်ပေါ့ဗျာငွေဝင်ခိုးတဲ့ပေါက်အခြားဘန်တွေလို့ပါပဲအဲပလောင်လက်နက်ကင်ဖွဲ့တယ်ခင်ဗျားတို့ကအခိုးတွေဓမြတွေလူရုံးပါတယ်ဒီလောက်တဲ့လူရုံးပါတွေပဲလောက်တာဗျာလူတွေလောက်တာမဟုတ်ဘူးလူတွေလောက်တာမဟုတ်ဘူးခင်ဗျာ ဒါလူတွေဆိုဒီလိုမလို့ခင်ဗျားတို့လူတွေမဟုတ်ဘူးခင်ဗျားတို့သမင်းတော့စားတယ်ဒါပေမဲ့ခင်ဗျားတို့လူမဟုတ်ဘူးဗျခင်ဗျားတို့လူမဟုတ်ဘူးခင်ဗျားတို့တကယ်ခင်ဗျားတို့အောက်တန်းစားတယ်အောက်တန်းစားကလေးတစ်စီခင်ဗျားတို့ဓမြတယ်ဓမြတယ်ခင်ဗျားတို့ဒီလိုကခင်ဗျားတို့တခုဓမြတယ်လောက်တာဒါမှအသေးစားမဟုတ်ခင်ဗျားတို့တခုဓမြတော့အကြီးစားတယ်လောက်တယ်ခင်ဗျားတို့ခိုးရတယ်ခင်ဗျားတို့ခိုးရပေါ့တုတ်ပါခင်ဗျားဟိုခင်ဗျားတို့ဟိုထိုင်ကောင်းကနေတိုင်ပြီးတော့ခင်ဗျားတို့ဟိုလောရက်ကိုတက်တည်မပြပါပဲကျွန်တော်ကတရေရိုက်တာမဟုတ်ဘူးတက်တည်ပြဖို့တော့ကျွန်တော်တို့ကဟောဒီမှာနေရာဖြစ်တဲ့နေရာကိုဆင်းမိကြတယ်ဒီမှာခင်ဗျားတို့ခိုးရအပေါ့ဒါငူလိုက်ပေါ့ဒါကကျွန်တော်တို့ဒါကငူလိုက်တကား ဒီတကားတော့သူတို့ဖျက်လို့မရခဲ့ဘူးတာငူတိုင်တကားဒီမှာဒီကနေခိုးတာဒါကဒီဘုံမြို့အဝင်ဒါမဟုတ်ဆိုင်မှုဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့အရင်တော့ကျွန်တော်လာစဉ်ကာလမှာဒီဘေးတွေကမြက်ခင်းအလှတွေနဲ့တန့်ပြန့်နေတဲ့နေရာတွေပါလက်ရှိတော့ကျွန်တော်တို့ခြုံတွေပိတ်ပေါင်းများစွာနဲ့ ကျွန်တော်မျိုးပြက်ကြီးပုံနာကျွန်တော်မြင်တွေ့ရပါတယ်ကျွန်တော်ဒီကြောင်မဲကနေပြီးတော့ဒီတိဘောမျိုးလာတဲ့လမ်းမှာတော့လမ်းဘေးဝဲရမှာရှိတဲ့ကျွန်တော်ရွာတွေမှာပျက်စီးမှုတော်တော်လေးနေတာတွေ့ရပါတယ်မရှိတော့ပါပဲအတွင်းပိုင်းကရွာတွေမှာတော့ဒီတိုက်ဝဲဖြစ်တာတွေတော့ရှိပါတယ်ဒီကျွန်တော်လမ်းမကြီးဘေးဝဲရမှာရှိတဲ့နေနေရတော့အပျက်စီးမှုမရှိပါဘူးဒါကြောင့်ကျွန်တော်တို့မဟုတ်ပါဒီမှာကျွန်တော်တို့ဒီမှာမဟုတ်အဝင်မှာပဲဒီ TNL ရဲ့ကျွန်တော်စာတွေတွေ့ရတယ်ဗျဒါသူတို့ဒီကမှာဂိတ်ဖွင့်ပြီးတော့ပတ်စံနေကောက်ခဲ့တယ်ကောက်ခဲ့တဲ့နေရာလေးဖြစ်တာပါဗျာဒီမှာဒါသူတို့ရဲ့အာသူတို့ရေးသားထားတဲ့နေရာပါဗျာရေးသားထားတဲ့စာတွေပေါ့ဒါတော့ပလောင်စာတွေပေါ့ဗျာဒါသူတို့သွားကန်နေသူဆွဲဖြတ်သွားပုံရပါတယ် ကျွန်တော်ဒီဘက်မှာတော့အစာတင်ကြောင်းရှိပါတယ်ဗျဒီစာတင်ကြောင်းတွေကိုကျွန်တော်တို့တစ်ချက်လောက်ဝင်ကြည့်အောင်ဗျဒါကတော့ကျွန်တော်တို့ဒါဆန်ဖိတ်ရွာဆန်ဖိတ်ရွာမူလာတန်းကြောင်းဖြစ်ပါတယ်ကျွန်တော်တို့မူလာတန်းကြောင်းရဲ့ကျွန်တော်တို့ပတ်ချလဲမှာဆိုရင်လည်းပဲဒီမှာကျွန်တော်မြက်ပေတာမြက်ရိုင်းတွေကကျွန်တော်တို့ကြောင်းကိုဖုံးလို့မဲ့အနေနဲ့ဖြစ်နေပြီဒါမြက်ရိုင်းတွေပါဒါကျွန်တော်လည်းတိတ်တော့ဟိုအောက်ထဲကိုမနှင်းတော့ပါဘူးသမိုင်းတွေကျွန်တော်တို့စုတ်ခံဒီမှာခင်းလဲမြုပ်လဲမြုပ်ထားခဲနိုင်ပါတယ်ဒါတော့ကျွန်တော်တို့ဒီမှာစာတင်ကြောင်းရဲ့နေရာပါစာတင်ကြောင်းဆိုတာကျွန်တော်တို့ကျွန်တော်တို့ရဲ့ ကျွန်တော်တို့ဘဝတွေကိုမွေးထုတ်ပေးလိုက်တဲ့နေရာဖြစ်ပါတယ်ကျွန်တော်တို့ဘဝတွေအသက်ရှင်ရက်တည်ဖို့လူလူသူလူနေထိုင်ဖို့အတွက်စတင်မွေးထုတ်ပေးခဲ့တဲ့နေရာပါဒီမှာကျွန်တော်တို့ဘလောက်ထိဗျာစိုးရဗျာကျွန်တော်တို့ရခင်ကတက်မလို့ထိချုပ်စဉ်ကာလအခြေအနေနဲ့လက်ရှိဒီပလောင်နေဒီမှာကျွန်တော်တို့တစ်နှစ်ကျော်ကာလအတွင်းမှာမြို့ကြီးကဘလို့ပြောင်းလဲသွားလဲဆိုတော့တော်ကြီးကိုကျွန်တော်တို့ဟိုပြောစရာစကားတော်တော်ဆိုးရောဗျာဒီမှာမြေရိုင်းနေမြေရိုင်းပဲနေတော့ကျွန်တော်မြို့ရဲအခြေအနေလိုက်ပြီးတော့ဖွားရိုက်ပါအောင်ဗျာအားလုံးမင်္ဂလာပါဗျာကျွန်တော်ကျဆိုးပါကျွန်တော်ဒီနေ့ရောက်နေတာကဒီဘုံမြို့အထက်ကတည်းကကြောင်းနေပါလက်ရှိတော့ကျွန်တော်တို့ဒီတက်မလို့ကဒီမြို့ကိုထိချုပ်ပြီးတဲ့နောက်ပိုင်းမှာ စာသင်ကျောင်းတွေပြန်ဖွင့်နိုင်ဖို့အတွက်လက်ရှိအားတက်တွေလုပ်နေတာတွေ့ရပါတယ်အဲ့တော့ဒီမှာတော့ကျွန်တော်တို့မျိုးကန်နေရဲ့ပြင်စီတက်မတော့ပြင်ကျော်ဒီမှာရှိတဲ့ဌာနဆိုင်ရာပူပေါင်းပြီးတော့တန့်ရှင်းလောက်တာတွေလုပ်နေပါတယ်အဲဒီချက်ချင်းပေါ်ပြမိုင်းကိုအရင်ရှင်းနေမိုင်းရှင်းမိလာနေတယ်မိုင်းရှင်းမိလာနေတဲ့ပြိုင်နေတယ်ကျွန်တော်တို့ဒီတန့်ရှင်းတွေတောက်လျှောက်လုပ်နေတာဖြစ်ပါတယ်ဒီကျောင်းကြီးကိုစပြီးတော့ဒီဆောက်ခဲ့တာက1920ပါဒီတည်းမှာလည်းကျွန်တော်တွေ့ရတာကအင်္ဂလိပ်လက်ထက်ကအဆောက်အဦတွေများစွာတွေ့ရပါတယ်1920ဆိုလက်ရှိကာလနဲ့ဆိုကျွန်တော်နှစ်ပေါင်း100ကျော်ရှိတဲ့ကျောင်းကြီးပါအဲ့တော့ကျွန်တော်ကျောင်းရဲ့အခြေအနေကိုကျွန်တော်တို့သွားပြီးလေ့လာပါမယ်ဒါတော့ကျွန်တော်တို့စာသင်ကျောင်းကြီးအထက်ကတဲ့ကျောင်းကြီးတွေကအကျောင်းဆောက်ပြီးပါဒီကျောင်းကိုစောက်ခဲ့တာက1920ပါ စောက်တဲ့ကာလမှာဒါကကျွန်တော်တို့မူလာကြောင်းဖြစ်ပါတယ်1920ကစောက်ခဲ့တာပါတနီးယားပြည်သားကိုကမ်ဘောဇာဆောင်လို့ခေါ်ပါတယ်ပြီးတော့မှကျွန်တော်တို့ဒီထဲမှာရှိတဲ့အစာအုပ်တွေကတိုးချဲ့နေနေဒါဆောင်ခဲ့တာဖြစ်ပါတယ်တကယ်ကျွန်တော်တို့သမိုင်းဝင်ကြောင်းကြီးပါအဲ့တော့ဒီကြောင်းကနေပြီးတော့ကျွန်တော်တို့ဒါကြောင်းရဲ့ကြောင်းကနေပြီးတော့သင်ကြားပေးလိုက်တဲ့ပညာလေးနဲ့အာကမ္ဘာအသီးသီးမှာရက်တည်နေတဲ့ဒီမျိုးကန်ပေါင်းများစွာလည်းရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီမျိုးပြန်လည်တည်ဆောင်ရေးအတွက်ကမ္ဘာရဲ့မှာရှိနေတဲ့တီဘောသူတီဘောသားတွေအနေနဲ့လည်းအဲကြားရတဲ့နေရာတွေပြီးတော့ကျွန်တော်တို့ငွေကြေးအဖြစ်ပံ့ပိုးပေးကြဖို့ပြည်တာရခံကြပါတယ်။ဘာကြောင့်လဲဆိုတော့ တော်တို့အားလုံးကအစိုးရတာဝန်လို့ကျွန်တော်ပြောလို့မရပါဘူးကျွန်တော်တို့အားလုံးရဲ့တာဝန်နဲ့တွားမှာဖြစ်ပါတယ်ကျွန်တော်ရခင်တော့ကလည်းအဲဒေတာတခုဖွင့်ပြဖို့ဆိုရင်ဒီမှာရှိတဲ့မြို့ကန်တွေမြို့ကန်အစိုးရပြည်သူဆရာတော်တန်ခါတို့ပူးပေါင်းပြီးတော့ကျွန်တော်တို့မြို့ကြီးမြို့တွေကြီးဝါတွေဖွင့်ပြဖို့လုပ်ခဲ့တာပါတချို့တော့ကျွန်တော်တို့ဒီကြောင်းကြီးပြန်လဲဖွင့်ပြဖို့အတွက်ညံ့ဆန်ဆန်တိုးတက်ဖို့အတွက် ပြည်သူလူထုရဲ့အားလိုပါတယ်အားဆိုရင်လည်းမှာကျွန်တော်ပြည်သူလူထုရဲ့လုံအားနောက်ကတော့ကျွန်တော်ငွေကြေးအားပါဒီအားတွေလိုပါတယ်ကျွန်တော်တို့ဒီကနေ့ဒီကြောင်းထဲကိုရောက်တဲ့အခါမှာမြို့ကန်တွေမြို့ကန်တွေလာပြီးတော့ကျွန်တော်တို့မျက်ဖြတ်နေတာတွေမျက်ရှင်းနေတာတွေကြောင်းတန်ရှင်းလုံနေတာတွေတွေ့ရပါတယ်ပြီးရင်ကျွန်တော်တက်မော်သားတွေလည်း တောက်လျှောက်ကျွန်တော်တို့ဒီမှာမျက်ရှင်းသားတွေမျက်တွေပယ်လာရေလုံးနေတွေ့ရပါတယ်လာဒီပါပဲကျွန်တော်မိသားဌာနဆိုင်တွေလည်းဒါကျွန်တော်တို့တက်ညီလက်ညီစောင်းနေတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့တန်ရှင်းမှုတန်ရှင်းလုံးနေတဲ့အခြေအနေတွေကြောင်းနေတဲ့အခြေအနေတွေကျွန်တော်ဆက်ပြီးတော့ရိုက်ပါမယ်ဗျာဒါတော့ကျွန်တော်ကြောင်းအဆောက်ကြီးရဲ့အတွင်းပိုင်း area တွေပါဒီ area တွေကိုတော့ဒါမြို့ကန်တွေတက်မလို့ဒီမှာရှင်းဌာနဆိုင်တွေပူပေါင်းပြီးတော့တန်ရှင်းလုံးထားလို့တော်တော်လေးတက်ပြန်နေတာတွေ့ရပါတယ်အဲ့တော့ကျွန်တော်ကြောင်းတဲ့အခန်းလေးရဲ့အခြေအနေကျွန်တော်တရားပါမယ်။ကျွန်တော်မေးတဲ့ခါမှာဒီမှာရှိတဲ့မြို့ကန်တွေကိုမေးတဲ့ခါမှာဒီပလောင်ဖွဲ့တွေနဲ့တို့ရဲ့လက်ကင်ထုတ်တွေကဒီကြောင်းထဲမှာရှိတဲ့ကျွန်တော်တို့ကွန်ပျူတာတွေ တောင်းလို့ရတဲ့ပစ္စည်းတွေရောင်းစားလို့ရတဲ့ပစ္စည်းတွေတို့ယူဆောင်သွားပါတယ်အဲ့တော့ဟိုကြည့်ရမယ်ဆိုရင်တော့ဒီကြောင်းကြီးပြန်ပြီးတော့ဖွင့်နိုင်ဖို့ဆိုရင်တော့အာကွန်ပျူတာတွေဂျုံလုပ်ငန်းတုံးတွေတော်တော်လေးပြရမယ်ထင်တာပဲကွာသူတို့တော့လုံးနေကြအတိုင်းပါပဲကွာသူတို့ရဲ့ဒီ PNL လေးရဲ့ဇိုင်းကပိုင်းကတမျိုးရလိုက်တာနဲ့ဒီမျိုးထဲမှာရှိတဲ့တံပိုးကြီးတဲ့အရာတွေအားလုံးကွာပယ်တယ်ကွာနောက်ဆုံးကွာခင်ဗျားတို့တွေ့တဲ့အတိုင်းပဲမီဂျိုအဆာယူတယ်မီဂျိုအဆာယူတယ်အဲ့လိုပဲဒီကြောင်းထဲမှာလည်းထုံတိတူပဲရောင်းစားလို့ရတဲ့ဟာအကုန်ရောင်းစားသွားပဲမရှိဘူးယူသွားတယ်ပေါ့ကွာအဲ့ကျွန်တော်ကြောင်းအခြေအနေကျွန်တော်တို့တက်ကြည့်ပါမယ်ဒါတော့ကျွန်တော်တို့အာထကေကြောင်းအာထကေတဲ့ကြောင်းတွေကကွန်ပျူတာကန်ဖြစ်ပါတယ် ကွန်ပျူတာကတော့ကျွန်တော်ထိုင်ကုန်ပဲတွေ့တယ်ကွန်ပျူတာနဲ့ပတ်သက်တဲ့ဆက်ဆက်ပြေပါတခုမှမရှိတော့အကုန်လုံးဖြုတ်ပြီးတည်သွားတယ်ဒီမှာကျွန်တော်တို့ကျွန်တော်ရောက်ရှိနေတာကွန်ပျူတာကခင်ဗျားကြည့်လိုက်ပါကွန်ပျူတာတစ်လုံးမှမရှိတော့တစ်လုံးမှမရှိတော့ဘယ်သူလဲဒီပလောင်တွေပဲယူလာပဲဒါကြောင့်ကျွန်တော်တို့ကဒီ TNL လက်နက်ကင်အဖွဲ့နဲ့ကျွန်တော်တို့ကဒီပြောင်သူကြီးအတွက်အတူရှင်တွဲနေထိုင်ဖို့ဆိုတော့ကတော်တော်ကြီးကိုကျွန်တော်မဖြစ်နိုင်တော့ဘူးအချို့သောကျွန်တော်တို့လက်နက်ကင်အဖွဲ့တွေကဟိုပြောင်သူစိတ်သက်ရှိတဲ့လက်နက်ကင်အဖွဲ့တွေရှိတယ်ဒီ TNL လက်နက်ကင်အဖွဲ့ကပြောင်သူစိတ်သက်မရှိဘူးအရင်နေနေအခက်ချိုးချိုးလောက်တယ်ဒါကကျွန်တော်တို့ကလူစွမ်းအရင်မြစ်တဲ့မွေးထုတ်ပေးတဲ့နေရာ ဒီနေရာမှာကျွန်တော်ပလောင်နေရဲ့မိသားစုတွေလည်းတို့တို့မျိုးတို့အုပ်စုတွေလည်းအကြောင်းတက်ပါပဲဒီမှာလာတယ်လာသမျှလို့အကုန်လုံးပညာပညာရေးတိုက်ရိုက်ပြီးတဲ့နေရာကအဲ့တော့ဒီမှာအရေးနေတဲ့အခါကျွန်တော်လက်ရှိလက်ကဏ္ဍဒီဒီဘောမင်းနဲ့ဆက်သွားတိုင်းတရားရဲ့မိုင်းခွက်ဖြည့်စီပြလိုက်ပြီမိုင်းခွက်ဖြည့်စီပြလိုက်ပြီဒီမှာဒါကကျွန်တော်ကွန်ပျူတာကမ်းပြတော့ကွန်ပျူတာကမ်းဘာမှမရှိဘူးဒီမှာကွန်ပျူတာနဲ့ပတ်သက်တဲ့ပစ္စည်းကွန်ပျူတာနဲ့ပတ်သက်တဲ့အရာကျွန်တော်ပြကြပါတခုမှမရှိဘူး။ဒါခင်ဗျားတို့မြင်တဲ့အတိုင်းပဲဒီမှာဘာမှမရှိဘူး။ဒါတော့ကျွန်တော်အထက်ကတည်းအကြောင်းဆောင်များတဲ့မှာကျွန်တော်အဆောင်တစ်ခုရောင်းနေတာဖြစ်ပါတယ်။ဒီဆောင်ထဲမှာရှိတဲ့ဒီစာသင်ကုန်တွေကတော့မရှိတော့ဘူး။ပလောင်လက်နက်ကင်ခွဲယူဆောင်သွားတယ်။ ဒီထုတ်ဒီပါပဲကျွန်တော်ရာသီဥတုတန်ကြောင့်ဒီမှာကျွန်တော်တုပ်ပြားတွေကမရှိတော့ဘူးအကုန်လုံးလွတ်ထွက်သွားတယ်တုပ်ပြားတွေလွတ်ထွက်သွားတော့ကျွန်တော်မျက်နှာချက်တွေကလည်းကျိုးကျပျက်စီးသွားတယ်ဒါမှဒါတော့ကျွန်တော်တို့စာတင်ချောင်းဆောင်ပါဗျာအဲ့တော့ဒီဒီပေါ်မျိုးမှာတက်ခဲ့တဲ့သူတွေဆိုရင်ဒီနေရာကြီးကဘယ်ဆောင်လို့ခေါ်လဲဆိုတော့သိကြပါလိမ့်မယ်ကျွန်တော်တို့ကဗျာတော်တော်လေးဟိုနှစ်မျောတယ်ဗျာနော်ဟိုကျွန်တော်တို့ကလည်းဒီငယ်အားနဲ့ကြီးလာတယ်အကုန်လုံးကအကုန်လုံးငယ်အားနဲ့ကြီးလာတာပဲကျွန်တော်ဒါကြောင်းတယ်ဗျာဒါတော့မှဒီလက်ရှိဒီတက်မတော်တက်မတော်တက်မတော်ကျွန်တော်တို့ဒီရဲတပ်ဖွဲ့အပြင်ကျွန်တော်ဌာနဆိုင်ရာတွေမြို့ကန်တွေမိသားတပ်ဖွဲ့တွေပူးပေါင်းပြီးတော့ဒါရှင်းလင်းနေလို့ကဒီဘက်မှာတော်တော်လေးကိုကျွန်တော်ပြောင်ပြောင်ရှင်းရှင်းနဲ့ကြီးလို့ရှုလို့ကောင်းနေလား ကြည့်လို့ရှိလို့ကောင်းနေရဒီလိုရှင်းဖို့လဲကျွန်တော်ပထမမိုင်းနေရှင်းရတယ်အေရီယာလည်းမိုင်းနေရှင်းရတယ်မိုင်းရှင်းဖို့မှာကျွန်တော်တန့်ရှင်းလုပ်လို့ရတာအကြမ်းအုပ်စုတွေကဒီအေရီယာတွေမှာလည်းမိုင်းနေထောင်ထားခဲ့တယ်မိုင်းတွေပါထောင်ထားခဲ့တယ်ကျောင်းထဲမှာမိုင်းနေထောင်ထားခဲ့တယ်ကျောင်းထဲမှာမိုင်းထောင်ထားခဲ့ဆိုတာတက်မလို့ကဒီသီဘောမျိုးကိုပြန်ပြီးထိန်းချုပ်ထိန်းချုပ်လိုက်ပြီဆိုရင်အာစာတင်ရောင်းတွေဖွင့်မယ်စာတင်ရောင်းဖွင့်ဖို့ဆိုရင်ကျွန်တော်တို့မျက်တွေရှင်းရမယ်မိုင်းတွေရှင်းရမယ်အဲ့ဒီတော့တို့ကနင်းမြောင်ချုပ်နေရာတွေမှာတို့မိုင်းနေထောင်ထားခဲ့တာရှိတယ်ကျွန်တော်အခြားသောကျောင်းဆောင်တွေလိုက်ပြီးတော့လေ့လာပါပါဒါတော့ကျွန်တော်ငွေငွေစင်ဆောင်ရောက်နေတာဖြစ်ပါတယ်ဒီအဆောက်ကလည်းကျွန်တော်တို့ရှေးအောင်အဆောက်ထဲမှာပါပါတယ်ရှေးအောင်အဆောက်ထဲမှာပါပါတယ်အဲ့တော့ဒီကမ်းမှာတော့ကျွန်တော်တို့ကြီးလိုက်တဲ့အခါမှာ ာသင်ခန်းထဲမှာရှိတဲ့ခုံတွေကတော့တော်တော်လေးဟိုမရှိတော့ဘူးဗျာယူဆောင်သွားကြရခင်တိုင်းပါပဲဗျာကျွန်တော်တို့အရင်တော့တင်ပြတဲ့အတိုင်းပါပဲပလောင်နေတော့တို့ရရရနေခိုးပဲခိုးပဲလောက်ကြတာပါဒါကျွန်တော်ငွေတစင်ဆောင်ရဲ့ခမ်းမအချင်းတွေပါဒီထဲမှာကကျွန်တော်တို့တော့တော့ပိတ်ထားလို့ကျွန်တော်ဝင်လို့မရသေးပါဘူးဗျာကျွန်တော်ဘာကြောင့်လဲဆိုတော့ဒီဘက်မှာမိုင်းရှင်းဖို့နည်းနည်းကြံသေးလို့သိရတယ်ဟိုဟာဘက်မိုင်းရှင်းပြီးတဲ့ဘက်ချမ်းမှာတန်ရှင်းလုပ်နေဒါကျွန်တော်တို့ကအထဲတော့မွင်းပေါ့ဗျာရှောက်လန်းဆိုတော့ကျွန်တော်မိုင်းလွတ်တယ်ပေါ့မိုင်းလွတ်တယ်ကျွန်တော်လည်းရိုက်ကူးတင်ပြခြင်းတို့ဒီဘက်ထိကျွန်တော်ရောက်ပြီးတော့လာတာဖြစ်တယ်ဒါကငွေတစင်ဆောင်မှာ ဒီထဲမှာလည်းကျွန်တော်စာသင်ကုန်တွေမရှိတော့ဘူးအကြမ်းဖက်အုပ်စုတွေယူဆောင်သွားပြီရခိုင်တိုင်းမှာပဲကျွန်တော်တင်ပြနေကြတိုင်းမှာပဲဗျာအာဒီထဲမှာဆိုလဲထုံနီးတူပါပဲစာသင်ကုန်တွေကိုအကြမ်းဖက်အုပ်စုယူသွားတယ်အဲ့တော့ပလောင်တွေကဗျာဒါတွေယူပြီးတူဘာလို့ကြမှာလဲဘာတွေလောက်ကြမှာလဲကျွန်တော်မေးချင်တာဟိုခမောင်းတွေဒါတွေကမဆိုင်ဘူးလေဗျာဒါကြီးကကျွန်တော်တို့ဒါကြီးကကလေးတွေပညာသင်ကြားပေးတဲ့နေရာလေးဗျာအဲ့တော့ဒီပလောင်တွေရဲ့ပလောင်တွေရဲ့ရည်ရွယ်ချက်ကခမောင်းကောင်းအောင်မကောင်းဘူးဗျာပလောင်တွေရဲ့ရည်ရွယ်ချက်ရည်ရွယ်ချက်လည်းမကောင်းဘူးစိတ်တယ်လည်းမကောင်းဘူး။ဘာကြောင့်လဲရည်ရွယ်ချက်မကောင်းစိတ်တယ်မကောင်းလို့သူတို့ဒီလောက်လောက်တာ။ဒီပလောင်တွေဒီဟလာဒီမြို့ထဲချုပ်စင်ကာလမှာ ဘယ်သူမှခင်ဗျာစာသင်ကျောင်းတော့ဖြတ်မလျှောက်ရဘူးဘယ်သူမှမျိုးလည်းဖတ်ဖတ်ဖြတ်မလျှောက်ရဘူးအချို့လူတွေကခေါ်ဟိုလူတယောက်ကသူ့အကြောင်းကိစ္စရှိလို့သွားရဆိုမှခင်ဗျာစစ်တပ်ကိုတရင်ပေးဖို့လားလာခဲ့ဆိုခေါ်ဆစ်ပြီးတော့ထောင်ထဲထည့်တာအဲ့လိုတွေလောက်တာပြီးရင်ငွေကြေးနဲ့ရွေးခိုင်းရတယ်ဒီနေရာမှာဘာလူခွင့်မှမရှိဘူးဘာဥပဒေမှမရှိဘူးသူတို့လုပ်တဲ့ဥပဒေဆိုတာကြောင့်တနပ်ပြောင်းသွားလာတဲ့ကြီးစံပဲကြီးစံပဲဒါသူတို့ရဲ့ဥပဒေပဲကျွန်တော်လက်ရှိတော့ဒီအာထာကတဲ့အကြောင်း area ကိုကျွန်တော်ပတ်ကြည့်သွားပြီပတ်ကြည့်တဲ့အခါမှာဒီအချို့သောအဆောက်အဦတွေက အမိုးတွေလန်နေတာတွေ့ရတယ်အဲအမိုးလန်နေတဲ့ဟာလေးဆိုပြန်ပြီးတော့ဖြူဖြူပြန်ရမှာပေါ့ဗျာအလိုက်တွေ့ရတယ်ပြီးတော့ကျွန်တော်တို့စာသင်ကုန်တွေပြန်ဖြည့်ဖို့လိုမယ်ပြီးတော့ကျွန်တော်တို့ရုံးလုပ်ငန်းသုံးတဲ့ဒီကွန်ပျူတာတွေတခုမှမရှိတော့ဘူးပြီးတော့ကျွန်တော်ရုံးနဲ့ပတ်သက်တဲ့ရုံးသုံးပစ္စည်းတခုမှမရှိတော့ဘူးမရှိတော့ဆိုတာဒီပလောင်လန်းတကိုင်ခွဲတွေယူသွားလို့အချို့သောနေရာမှာဆိုရင်ကျွန်တော် PVC pipe တွေပါသူကော်ထုတ်ပြီးတော့တဲသွားတဲသွားတဲ့လက်ဆက်လန်းတာတွေ့ရတော့ဗျာ pipe တွေကိုကျိုးချင်နေတာသူတူးပြီးတော့ဖြတ်လို့ရရင်ဖြတ်တယ်ပေါ့ဗျာကော်ဆိုလည်းခင်ဗျရောင်းစားလို့ရတာဟုတ်ဒီပလောင်တွေရောင်းလို့ရတဲ့အရာမှန်တယ်ခင်ဗျအကုန်ယူသွားတယ် ော့ចောင်းဆောင်နဲ့ပတ်သက်ရင်တော့ចောင်းဆောင်ကတော့ကျွန်တော်တို့တော်တော်90ရာခိုင်နှုန်း95ရာခိုင်နှုန်းတော့တော့ကောင်းတယ်ပြောရမယ်တိုးတော်လည်းပဲအတန်ရှင်းလေးလို့ဖို့လိုတယ်ပေါ့ဗျာပြစ်ထားတာလည်းကျွန်တော်တနစ်ကျော်ကာတနစ်တနစ်ကျော်ကာလာဆိုတော့ရုံးပြည့်စုံမှုတော့ရှိတယ်ចောင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ဟိုချက်ချင်းចောင်းဖွင့်လို့ရတဲ့အနေအထားမှာရှိတယ်လက်ရှိလည်းလက်ရှိလည်းကျွန်တော်တို့ဒီတက်မတော့ဌာနဆိုင်ရာဆိုကျွန်တော်မိသက်လူငယ်ပြည်သူတွေပူးပေါင်းပြီးတော့ဒီမှာကျွန်တော်မျက်တည်မျက်တည်တန်ရှင်းလေးလုပ်တာဒါပထမကျွန်တော်တို့လာကျွန်တော်စရောက်လာဆိုဒီမှာမျက်တည်အများကြီးပဲ ဒါတပြိုင်တည်းဒီတပြိုင်တည်းတန်ရှင်းရေလောက်တဲ့ကားဘော်တင်တဲ့တခါလေးဆွန့်ပြစ်တယ်ပေါ့ဗျာတခါလေးလောက်တာပေါ့အဲ့တော့ကျောင်းရောကျွန်တော်1920ကနေစပြီးတိဆောက်ခဲ့တယ်စဆောက်ခဲ့တဲ့အဆောင်ကကျွန်တော်တို့ပံမောစဆောင်ပံမောစဆောင်ကစဆောက်တာဖြစ်တယ်အဲ့ဒီကနေမှကျွန်တော်တို့သူရဲ့နှစ်အလိုက်အဆောက်အဦတစ်လုံးတစ်လုံးကျွန်တော်တို့ဒါပေါ်ပေါက်လာတာဖြစ်ပါတယ်ဒီပလောင်လမ်းတစ်ကိုင်ဖွဲတွေကဒီစာတင်ကျောင်းထဲမှာရှိတဲ့ပစ္စည်းတွေကိုယူသွားတာကအစိုးရပစ္စည်းတွေမဟုတ်ဘူးဗျဒီကျောင်းတစ်ကျောင်းဖြစ်ဖို့ဆိုတာကအစိုးရငွေနဲ့လည်းရက်တိလို့မရဘူးလုပ်လို့မရဘူးဒီမှာရှိတဲ့ပြည်သူတွေမြို့ကန်တွေပြည်သူတွေရဲ့ငွေကြေးတွေဆရာတော်တန်ခါတော်တွေရဲ့လှူဒါန်းမှုတွေပြီးရင်ကျွန်တော်တို့ဒီတစ်ပတ်နိုင်ငံတွေမှာရောက်ရှိနေတဲ့ ဒီဒေတာခံတွေပြန်ပူးမှုနဲ့ပဲကျွန်တော်တို့ကတိစောက်ခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်ဒီဒီကြောင်းကြီးပြန်ပြီးတော့ရှင်းသင်ဖို့ကြောင်းကြီးကျွန်တော်ပြန်ပြီးတော့တာယာဖို့ဆိုရင်ကဘာရဲမှာရောက်ရှိနေတဲ့တီဘောသူတီဘောသားတွေအနေနဲ့လည်းဒီမှာကျွန်တော်တို့တက်ဆိုင်ရာကြောင်းကော်မတီတွေကိုချိတ်ဆက်ပြီးတော့ကျွန်တော်လှူဒန်းပေးကြဖို့မေတ္တာရက်ခံကြပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။